ဇာရဘရီနေ့တွင်ဟာမတ်စ်တို့ကဣသရေလစီးပွားရေးအချက်အချာကြတော့တယ်ရီဗစ်ကိုဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့သည်။ဂါဇာကန်မှဒေသကိုဣသရေလကပြန်လည်တိုက်ခိုက်တိမ်ပိုက်ပြီးနောက်၎င်းတို့၏ဖရော့ဇုံတော်စီးရီတို့ပြန်မှုဖြစ်သည်။ဣသရေလကအပစ်ခတ်ရဆဲရေးပြက်ပြဲပြီးနောက်ပိုင်းဣသရေလကိုဖရော့ဇုံဒုံးကျည်နှင့်ပစ်ခတ်တိုက်ခိုက်တာဖြစ်ဖြစ်ပါသည်။ဂါဇာကန်မှဒေသတွင်ဣသရေလကလေကြောင်းတိုက်ခတ်မှုနှင့်မြေပြင်ထိုးစစ်များပြုလုပ်ခဲ့ရာလူရာပေါင်းများစွာတိုက်ဆုံခဲ့သည်။ အင်ဂါနီဂရဲကပါလက်စတိုင်းနယ်စပ်ကိုရတဲ့ဆဥတီဆုံးပြီး900ကျော်တန်ရာရရှိခဲ့ကြောင်းပါလက်စတိုင်းချမ်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်တိဆုံးလူငယ်ခွန်ဆယ်ရာခိုင်နှုန်းမှာမြို့သမီးနှင့်ကလေးငယ်များဖြစ်သည်ဟာမာစီစစ်တောင်ပံဖြစ်သောအကဆန်တမယာမြာကအရာသားများကိုအစ္စရေးတက်ခိုင်းမှုကိုတုံ့ပြန်သည့်အနေဖြင့်တယ်ရီဗီမြို့၌ M90 ဒုံးကြီးများကိုပစ်ခတ်ခဲ့ကြောင်းပြောကြားခဲ့သည်အစ္စရေးစစ်တပ်က၎င်းတို့၏ဒုံးကြီးတစ်စင်းကိုဂျာဖြာဟန်တာကဗီအချာနှစ်စင်းမှာ အမိုးပွင့်အကွင်ပြင်းတဲ့လူမရှိနေရာကြောက်ခဲ့ပြီးတရားထိခတ်တဲ့ရရှိသူမရှိခဲ့ကြောင်းပြောကြားခဲ့သည်တယ်ရီဗီနီအစ်ဇွိနိုင်အလဲပိုင်းတွင်လေကြောင်းစီနင်းမှုဆိုင်ရာအိုးအော်တာများထွက်ပေါ်လာသည်ဒုံးကျည်ပစ်ခတ်မှုကြောင့်ဘန်ဂူရီယန်လေဆိပ်တို့ဖြန့်တန်းမှုနောက်နေခဲ့ရကြောင်း အစ်ဇွိချန်နယ်ထွဲမှသတင်းထုတ်ပြန်ခဲ့သည်အချို့သောလေယာဉ်များသည်စင်တရန်ဆောက်ဆန်းလက်ဝေဟင်တွင်ဝိုင်းနေရသည်အစ်ဇွိဒီအပြစ်ခတ်ရဆဲရီကိုချိုးဖောက်ပြီးတရားခံများကိုအန္တရာယ်ဖြစ်စေသည်ဟုအာမတ်ကဆွဆွဲခဲ့သည် ြေကာရစရီတဘောတူညီချက်အသစ်ကိုဟာမတ်စ်ကပယ်ချခဲ့ကြောင်းအစ္စရေးကပြစ်တင်ခဲ့သည်။ထို့အတောအတွင်းယမန်ရှိဝူဒီတဘောများကဂျာဖျာဟန်တာကန်ခဲ့ရသည့်အစ္စရေးဘက်သို့ပက်ထုံတုံးကြီးတစ်စင်းကိုပြစ်လုခဲ့သည်။တဟာပြေကာရစရီပြီးဆုံးပြီးနောက်ပိုင်းသူတို့ရဲ့ဒုတိယအကြိမ်မြောက်တိုက်ခတ်မှုဖြစ်သည်။အစ္စရေးတွင်ဆန္ဒပြသူများကစစ်ပွဲပြန်ဆက်တင်ခြင်းအတွက်ဝန်ကြီးချုပ်ဘန်ဂျမင် နာတန်ယာဟူအားပြစ်တင်ဝေဖန်ခဲ့သည့်အချို့ကသူအစိုးရခံခန့်ကိုလုံနေတာလို့ယုံကြည်သည် ။ Israeli Gaza ကမ်းမှဒေသကိုညှတွင်ချင်းပင်ဆက်လက်တိုက်ခိုက်ခဲ့ရအနည်းဆုံးလူ85ဦးသေဆုံးခဲ့သည်။အပြည့်အစည်းများအောက်တွင်အများပြားပိတ်မိနေသေးသည်ဂါဇာစီအဓိကကျတော့ area ဖြစ်သည့် Nazarin Corridor ကိုတိုက်ပိုက်နိုင်ခဲ့ကြောင်း Israel စစ်တပ်ကပြောကြားခဲ့သည်။ကြာရှိသောဒဇက်ခံများကိုလွတ်ပြေးရန်အတွက် Hamas က ဂါဇာကမ်းမှာဒီမှာအစ္စရေးကို ဆုတ်ခွာပေးရန်တောင်းဆိုထားပြီးအစ္စရေးဒီဟာမတ်များရှုံးနေပြီးတစ္စကံများအားလုံးကိုလွတ်မြောက်သည့်အထိဆက်လက်တိုက်ခတ်သွားမည်ဟုကတိပြုထားသည်အစောပိုင်းပြစ်ခတ်ရစေရေကိုပွဲစားကကူညီခဲ့သည့်အမေရိကန်သည်အစ္စရေးလောက်ရများကိုထောက်ခံကြောင်းပြောခဲ့သည် နောက်ဆက်တွဲတိုးရိပ်ဆိုးရွားမှုကိုအခြေအနေများတင်းမာနေစေဖြစ်ကြောင်းသိရသည်